မာနဝတ္ထုယတဗာရံသာจิตောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဣတိဝံကြောင့်တော်၌နေတော်မူသည်မာနကုအကြောင်းပြုဟောတော်မူလေ၏ထိုမာနသည်တနေ့တနေ့ယောက်ျားလူလင်အသွင်ဖန်သိလျက်မြတ်စွာဘုရားသို့ရှင်းကပ်ပြီးလေ၏ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားပါရံပါရံဟု၍ဆိုအပ်၏ဤပါရမိသောတရားသည်ဘေဘာနိဖျားဟု မေးလျှောက်တည်းမြတ်စွာဘုရားသည် ဤသူကမာနဖြစ်၏ဟုတည်တော်မူ၍မာနယုတ်သင်အားပါရဖြင့်၎င်းအပါရဖြင့်၎င်းဘယ်ကျိုးရှိရနည်းဒုပါရမြည်တော်တရားသို့ရာဂကင်းပြီးသောပုဂ္ဂိုလ်တို့သည်ဒါလျင်ရောက်အပ်၏ဟုမိန်တော်မူ၍ဤကားတာကိုဟောကြားတော်မူလေ၏ယေသာပါရအပါရဝါပါရပါရနာဝိသတိဝိတရရံဝိတံယုတ်တံတမံပြုမိပြမနံ ယတာချင်းပုဂ္ဂိုလ်အပါရံဝါဣတ္တိကာယရဏလျှောက်ပါသည်ဣတ္တိကာယရဏလျှောက်ပါသည်၎င်း အပါရံဝါဘာဟိရာယရဏလျှောက်ပါသည်၎င်းပါရာပါရံဝါဣတ္တိကာယရဏဘာဟိရာယရဏနှစ်ပါးသုံးသည်၎င်းနာဝိသတိမရှိဝိတတရံကိလေသာဟူသော ပူပန်ခြင်းကင်းသောဝိတံယုတ်တံကိလေသာတို့နှင့်မရှင်သောတံထိုပုဂ္ဂိုလ် အင်္ဂဗေယသည်ပြမနာမကောင်းမှုကိုအပပြုပြီးသောသူ၍ပြုမိဟောတော်မူ၏ဒေသနာတော်၏အဆုံး၌များစွာသောသူတို့သည် သောတာပတ္တိဘုသာတိတို့တို့ရောက်ကြလေကုန်၏မာနဝိတ္ထုပြီး၏